နေကောင်းချမ်းချမ်းသာကြပါပြီ။တောက်ကြညမှာကစားမဲ့ပွဲစဉ်တွေကိုပွဲချိုတောင်းတပေးခြင်းပါရဲ့။အင်္ဂလန်ပရီးမီးယားလိဂ်ပေါ်တော့တောက်ကြညမှာကစားမဲ့ဘုံမောင်းနဲ့ကုလံတို့ပွဲစဉ်မှာတော့အင်ရှင်ဘုံမောက်ကတလုံး30နဲ့ဂိုးပေါင်းကြီး390စားဆုံးမှာပေးထားရဲပေါ့နော်။ဒါဘုံမောက်ကတော့အင်ငွေးမှာဆိုပိုကောင်းတယ်ပေါ့နော်။ဒီနှစ်သင်းရတာဇရားကိုကြီးလိုက်မယ်ဆိုလို့ရှင်ဘုံမောက်အဆင့်6ကုလံကအဆင့်7မှာရှိတယ်။အဒီနှစ်သင်းအိမ်တော့တွေ့ဆုံခဲ့တဲ့ဟက်တူက7ဂျင်ကြီးမယ်ဆိုရင်ဘုံမောက်၄ဂျင် တည်လေးချိန်ဖွလာမနဲ့ချိန်မနိုင်ထားတယ်တွေ့ရမယ်ပေါ့နော်ဘောမောင်တင်ရတော့ဒီရာစီပရီးမီယာလိပွဲစဉ်တွေကြီးလိုက်မယ်ဆိုအင်္ဂလန်ပွဲစဉ်တွေကမစိုးဘူးပေါ့နော် wolf ကိုနိုင်ထားတယ် brighton နိုင်ထားတယ်ပေါ့နော်ပြီး newcastle ကိုတည်ကြီးဆော့ထားတယ်ပေါ့ဒါဒီမှာကြီးလိုက်မယ်ဆိုလို့ချင်းပေးကူပိုင်းမှာလည်းအဲ့လောက်ထိများတာမတွေ့ရဘူးနော်ဘောမောင်ဘောမောင်ပေးထားတာဆိုလီဗာပူးကိုလေးလုံးပေးထားတယ်ဗျာပြီးလို့ရှင် brighton ကိုတကူပေးထားတယ် leeds ကိုတကူပေးထားတယ်ပေါ့နော်မစိုးပါဘူးနော်အဲ့လောက်ထိစိုးနေတဲ့အထက်မှာမပါဘူးတစ်ခါက fulham ကိုကြီးလိုက်မယ် ဖူလာမာတော့ဒါအဝေးဝင်းကောင်းတဲ့အတင်းမဟုတ်ဘူးပေါ့နော်ခန်းစစ်ကိုပဲအသာစီးပေးတယ်ဒါသူတို့ဆော့ခဲ့တာတော့နော်ကွန်ဗီလာကိုအဝေးဝင်းမှာ3ဘန်းနဲ့ရှုံးထားတယ်ပေါ့ဒါဒန်ယာနဲ့ပွဲဖက်မှာကြီးလိုက်မယ်ဆိုလို့ရှိရင်တော့ဒါဘောမဘက်မှာစမစ်ရှိမယ်ယူနယ်ရှိမယ်ဒါဖူလာမ်ဘက်မှာဆိုရင်မူနိုစ်ပေါ့နော်ဒီမူနိုစ်ကမင်းမဲတဲ့မူနိုစ်တို့ယီမီနက်စ်တို့တီတီတို့ပေါ့နော်ဒီကစားသမားတွေကမတည်ကြအောင်ပေါ့ဗျပွဲစဉ်မှာဖွင့်ထားတဲ့ Rise to Osport ကြီးမှာဆိုရင်ဘောမအနိုင်ကို85ဗျတရီကို3.60နဲ့ကိုလမ်မန်နိုင်ကို4.20တော့ပြီးထားတယ်ပေါ့နော် အခုလက်ရှိပေါက်ထားတဲ့ပေါက်ကြီးပေါ့နော်လက်ရှိကျွန်တော်ဒီပေါက်ကြီးအတိုင်းဆိုရင်တော့ကျွန်တော်ဖူလမ်ပဲစိုက်တယ်ဗျာဖူလမ်အတင်းစိုက်တယ်ပြီးရင်ကျွန်တော်ဂူပေါင်းအောက်ကိုကျွန်တော်စိုက်တယ်ဗျာဒီဒီပေါက်ကြီးနဲ့ပြန်ဖူလမ်စိုက်တယ်ပေါ့နော်နောက်တစ်ပွဲကတော့ England Championship ကဝါရဆမ်နဲ့ဘာမင်ဂမ်တို့ရဲ့ပွဲစဉ်ဖြစ်တယ်ဒါဘာမင်ဂမ်အတင်းရဲ့ level 30နဲ့ဂူပေါင်းကြီးနှလုံး90ဆိုတော့ပြီးထားတယ်ပေါ့နော်ဒါဆရာမှာသူဘာမင်ဂမ်71 ဝါရဆာမအစဉ်25မှာရှိမြဲပေါ့နော်ဒီနှစ်သိရင်တော့ head to head တွေပါတယ်ကတော့ဒါနှစ်ကြိမ်နဲ့ရှိတယ်ပေါ့နော်ဘာမင်္ဂလာတစ်ကြိမ်နိုင်တဲ့တစ်ကြိမ်တည်းကြီးပေါ့နော်ဝါရဆာမတင်းကတော့အခု short ထားတဲ့ပွဲစဉ်တွေကိုကြည့်လိုက်မယ်ဆိုလို့ရှိရင်တော့မထိုးပါဘူးเนาะ type set လည်း5ရသလိုခန်းစစ်ကလည်းပြန်ပွက်နေတယ်ပေါ့နော်သူ short ထားတာတော့နောက်ဆုံးကပွဲစဉ်အတည်ရင်းနဲ့ပတူထားတယ်ပေါ့နော်ဘာမင်္ဂလာတင်းကျတော့အဲ့လိုမဟုတ်ပြန်ဘူးဘာမင်္ဂလာတစ်စားကြည့်လိုက်မယ်ဆိုလို့ရှိရင်အစပွဲတွေမှာတော့သူကဒါပေါ့နော်ပွဲစဉ်တေးပွဲစဉ်နဲ့အဲအဲ့လိုမျိုးတွေကသူကနိုင်ခဲ့တယ်ပေါ့နော်ပွဲစဉ်တော့မဆိုး အခုနောက်ပိုင်းပွဲတွေမှာကျတော့ဒါအရှုံးနေနဲ့ရင်ဆိုင်ရတာများနေတယ်တို့နော်သူတို့တွေးကြတာနောက်ဆုံးကရှပီဝနက်စ်တေကိုတူတူဆော့ထားတာလေဒီပွဲစဉ်မှာခွင့်ထားတဲ့ဝမ်းစတူအော့စကော့ချီရဝါရဆမ်အနန်ကို3စသေးကို3 point တည်းနဲ့ဘာမင်ဂမ်အနန်ကို2 point တည်းတော့ပေးထားတယ်ကျွန်တော်တော့ဝါရဆမ်ပဲကြိုက်တယ်ဗျာဝါရဆမ်ကြိုက်တယ်ပြင်ဘိုးပေါင်းအပေါ်ဖြစ်ဖို့များနေတာပြန်လန်ကိုထက်မှလည်းတူတယ်ဒီပွဲရယ်နော်အာနောက်ထပ်တဲ့ပွဲကတော့ဒါဂျမန်ဘွန်ဒက်စတီကာပေါ့နော်ဟော်ဖိုင်းရဲ့ပူလုံးတဲ့ပွဲစဉ်ဖြစ်တဲ့ဟော်ဖိုင်းရဲ့ level 90ဘိုးပေါင်းကြီးတလုံး30 ဟော်ဖိုင်းက level 90ရွှန်းကိုပေါင်းကြီး330ရွှန်းထုံမှာပြေးထားတယ်ဗောနကိုလုံးကအဆင့်ခွန်မှာရှိတယ်ဟော်ဖိုင်းကအဆင့်30မှာရှိတယ်ဗောနဒီနှစ်တင်းပြေးဆောင်ခဲ့တဲ့ head to head ကိုကြည့်မှာဆိုရင်ဟော်ဖိုင်းခွန်နဲ့ချိန်နိုင်တဲ့ချိန်သေးဒီချိန်ကတော့ကိုလုံးနိုင်ထားတယ်တွေ့ရတယ်ဟော်ဖိုင်းအတင်းရောဒီချာလေးကိုကျွန်တော်ညီကိုဒီချာလေးကြည့်လိုက်မယ်ဆိုလို့ရှိရင်ဟော်ဖိုင်းကအဝေးဝင်းပိုကောင်းတဲ့အတင်းဖြစ်နေတာတွေ့ရမယ်နော်အဝေးဝင်းမှာဆိုလို့ရှိရင် Liverpool ဆင်နိုင်ထားတဲ့ Union Berlin နိုင်ထားတဲ့ Frankfurt လိုအတင်းရောတည်ရှော့အင်္ဂလန်ဘွဲစင်းနေမှာကျတော့ Frankfurt ကိုရှုံးတယ် ဘာညာမြင်းနစ်ကိုရှုံထားရပေါ့နော်အင်မွန်ပွဲစဉ်တွေပေါ့တိုက်စစ်တော်ဒါသူဆော့ထားတဲ့ပွဲတိုင်းလိုလိုမှတိုက်စစ်ကဂိုးတွေရထားတယ်တပတ်ကဒါကိုလုံးအတင်းအောင်ကြီးလိုက်မယ်ဆိုရင်ကိုလုံးအတင်းကတော့အစပိုင်းပွဲတွေမှာတော့မဆိုးဘူးပေါ့နော်ဒါမိုင်းစ်ကိုအဝေးကွင်းမှာနိုင်တယ်မဘူပကိုအဝေးကွင်းမှာတည်ရဆော့တယ်ဆိုလိုက်စစ်ကိုရှုံတယ်စတုကတ်ကိုရှုံတယ်တိုက်စစ်ကလည်းဂိုးတွေရထားတယ်ပေါ့နော်ဒါနင်းနှစ်သိန်းလောက်အပြန်လန်ဂိုးတွေထဲဖို့များနေတယ်ဒီပွဲစဉ်မှာပေါ့နော်ဒီပွဲစဉ်မှာတော့ဒါဖွင့်ထားတယ်1 to 4 game ဆိုရင်တော့ offense အနံကို ရာခုစဲတေဘူး၄စားနဲ့ဒါကိုလုံးအနိုင်ကို3.60ရောက်ပေးထားရကျွန်တော်တို့ဒီပွဲစဲမှာကိုလုံးအတင်းအကျပ်တယ်ဗျာကိုလုံးနဲ့ဘူပေါင်းအပေါ်ပေါ့နော်ဖြစ်နိုင်ဒီအများဆုံးကတော့ဒီ TTS CS ကဖြစ်နိုင်ကြအများဆုံးပဲပေါ့နော်ကျွန်တော်ဒီလိုပုံစံလေးကျိုက်တယ်နောက်ထပ်တစ်ပွဲကတော့ဒါပြင်သစ်လီဂူကကျွန်တော်ဝေးထားတယ်ပေါ့နော် Paris FC နဲ့ Galorian တို့ရဲ့ပွဲစဉ်ဖြစ်တယ်ပေါ့နော်ဒီပွဲစဉ်မှာတော့ Paris FC ကပေးထားတာကတော့တလုံး80နဲ့ဘူပေါင်းကြီး390စားဆုံးမှာပေးထားတာတွေ့ရမှာပေါ့နော် Paris FC ရအစင်ဆက်တီလိုရင်းအစင်ဆက်ကောင်းမှရှိတယ်။ဒီနှစ်သင်းရင်တော့တွေ့ဆုံခဲ့တဲ့ head to head တွေကြီးလိုက်မယ်ဆိုလို့ရှိရင် Paris FC ရတဲ့ဂျိန်းနဲ့နှစ်ချိန်တည်း၅ချိန်ကဒါလိုရင်းအသင်းနိုင်ထားတယ်လည်းတွေ့ရတယ်ပေါ့နော်။ Paris FC ရဲ့ဒါ League 1ပွဲစဉ်6ပွဲကိုကျွန်တော်မျိုးကိုကြီးလိုက်မယ်ဆိုလို့ရှိရင် အိမ်ဝင်းမှနိုင်ထားတဲ့တပွဲပဲရှိတယ်။အဝေးဝင်းမှနိုင်ထားတဲ့တပွဲရှိမယ်ပေါ့နော်။ဒါကြည့်လိုက်မယ်ဆိုတိုက်ဆက်ကဂိုးတွေတောက်လျှောက်ရထားတာလည်းဖြစ်ရမှာပေါ့နော်။ခန်းစစ်ကလည်းဂိုးတွေတောက်လျှောက်တယ်လို့ပေးထားတယ်ပေါ့ဗျာ။လိုရင်းအတင်းကိုကြည့်လိုက်မယ်ဆိုရင်ပူလက်အတူတူပဲ6ပွဲကိုကြည့်လိုက်မယ်ဆိုလို့ရှိရင်ဒါဂိုးမရတဲ့ပွဲနဲ့ပွဲရှိတယ်၊ဂိုးရတဲ့ပွဲ4ပွဲရှိတယ်ပေါ့နော်။သူကတော့9ပွဲနဲ့ပွဲရှိတယ်၊တည်ပွဲနဲ့ပွဲရှိတယ်။ဒီဆော့ကတော့နောက်ဆုံးမိုနာကို3ပွဲနဲ့နိုင်ခဲ့တယ်ပေါ့နော်။ဒီပွဲစမှာဖွင့်ထားတဲ့1 to Oscar ရော Ancient အတင်းနိုင်ကို83ပွဲ၊တည်ကို3.9တည်ပေါ့နော်။လိုရင်းအနိုင်ကို၄စပေးထားတယ် ကျွန်တော်လိုရီယန်ကြိုက်တယ်ပြီးရင်ဂူပေါင်းအပေါ်ကြိုက်တယ်ပြသုံးလုံးတော့ဖြစ်သွားဖို့များတယ်လို့ထင်တယ်ဗောနော်နောက်ထပ်တပွဲကဒါပြင်သစ်လီဂူ2ကလီမန်နဲ့ Trials တို့ရဲ့ပွဲစဉ်ဖြစ်တယ်အဝေးကွင်း Trials က level 40ဂူပေါင်းချင်းနှလုံး6ဆွဲဆိုမှပေးထားတယ်ဗောနော်ဒီနေရာမှာကြီးလိုက်မယ်ဆိုလို့ရှိရင် Trials ကအဆင့်၁လီမန်ကအဆင့်73မှရှိတယ်ဗောနော်ဒီနေ့တင်းတွေးဆောင်ခဲ့ဘူးတဲ့အိမ်တော့ head to head တွေကိုကြည့်မယ်ဆိုရင် Ancient အတင်းနိုင်9ချိန်နိုင်ထားတယ်2ချိန်ကတည်ရင်2ချိန်ကတော့ Trials နိုင်ထားတယ် အင်ရှင်အသင်းရဲ့ကာရိုက်တာကိုကြည့်လိုက်မယ်ဆိုရင်ဘလို့တွေဆော့ထားလဲဆိုရင်အင်ငွဲမှာနိုင်ထားတာတွေကတော့မဆိုးပါဘူးဒီအသင်းကအင်ငွဲမဆိုးဘူးပေါ့နော်အင်ငွဲမှာဆိုရင်ဗက်စတီအောင်နိုင်ထားလို့လို့ရှုံးတဲ့ပွဲစဉ်တွေဆိုတော့1စီ1စီနဲ့ဒီလိုအဝေးဝန်းမှာအများအပြားဒါခန်းစစ်ကိုပဲအသာပေးထားတာမျိုးလည်းတွေ့ရတယ်ပေါ့နော်တစ်ဖက်ကဒါ twice ကိုကြည့်လိုက်မယ်ဆိုတော့နောက်ဆုံး၄ဘက်ဆက်သူတို့နိုင်ထားတယ်ပေါ့နော် လေးဝဲလုံးကကြီးရအောင်ထားရတယ်တွေ့ရတယ်ဗောနော်ဒီပွဲစဉ်မှာဖွင့်ထားတဲ့ Wines to Osport ကြီးမှာကြီးလိုက်မယ်ဆိုရင် Ancient အသင်းအနိုင်ကို3စတရေကိုလည်း3စအဝေးဝန်းအသင်းအနိုင်ကိုတော့2.20ဗောနော်1920မြတ်မှာဖြစ်ပါတယ်ဒီပွဲစဉ်မှာတော့ကျွန်တော်ကတော့ Ancient အသင်းပဲခြိုက်တယ် Ancient အသင်းနဲ့ဘိုဘောင်းအောက်ကိုကျွန်တော်ရွေးချယ်ပါတယ်နော်နောက်ထပ်တစ်ပွဲကတော့ Paul နဲ့ Salmon ရဲ့ပွဲစဉ်ဖြစ်တယ်ဗောနော် Paul ကတော့ခလုံး90နိုင်ဘိုဘောင်းကြီး380ဆိုမှပေးထားတယ်ဗောနော်ဒီနေ့တင်ပြဆောင်ခဲ့တဲ့ Head to Head 10ချိန်ကိုကြီးမှာဆိုဖြစ် ဒီနဲ့တင်းတွေးကြတာတော့ဟက်တူဟက်၄ချိန်ပဲရှိရပါတော့ပေါ်ကတစ်ချိန်နိုင်တယ်နှစ်ချိန်တည်းရေအဝေးဝင်အသင်းကတစ်ချိန်နိုင်တာလည်းတွေ့ရတယ်ဗျ။ဒါအင်ရှင်အသင်းဆော့ထားတဲ့ပွဲတွေကြီးလိုက်မယ်ဆိုရင်နောက်ဆုံး၃ဘွတ်ဆက်နိုင်တာလည်းအဲ့ဒီ၃ဘွတ်မှလည်းပေးဖို့ကတကူပဲပဲရှိတယ်ဗောနော်။အဝေးဝင်အသင်းကိုကြီးလိုက်မယ်ဆိုရင်အဝေးဝင်အသင်းကတော့အဝေးဝင်မှာတော့ဒီအသင်းကတော်တော်လေးကိုမဆိုးတဲ့ထဲမှာပါတယ်ဗောနော်။ဒီကောင်သတိထားမှာအဝေးဝင်ကောင်းတဲ့အသင်းဖြစ်တဲ့ဒီ ceremony ကဗောနော်။ဒီပွဲစဉ်မှာဖွင့်ထားတာက one to osport ကြီးကအင်ရှင်အသင်းနိုင်ကို၈၈ပြ၈၀ဗောနော်။တေးရီကို၃ဆကွယ်နီးပါးတော့ပြထားတယ်ဗောဗျာ။ အဝေးဝင်းအတင်းနိုင်ကိုလေးစားပေးထားတယ်ကျွန်တော်အဝေးဝင်းအတင်းနဲ့ဆယ်မွန်နဲ့ကျွန်တော်ဘူပေါင်းအောက်ကိုကြိုက်ပါတယ်နောက်ထပ်တစ်ပွဲကတော့ Restanero Desco ရဲ့ပွဲစဉ်ဖြစ်ပါတယ် Resta တလုံး60နဲ့ဂူပေါင်းကြီးနှလုံး80ရှုံးဆိုမှပေးထားရပါတော့။ပြီးတော့ Resta အဆင့်၄မှာရှိတယ် Rodes ကအဆင့်9မှာရှိတယ်ပေါ့နော်။ဒီ Rodes ဆိုတဲ့အကင်းကအဝေးခွင်ကောင်းတဲ့အတင်ထမ်းမှာပါတယ်နော်။အဲ့ဒါတစ်ချက်ကျွန်တော်ညီကိုရဲ့တတိထမ်းဒီကောင်အဝေးခွင်ဆိုမှစိုးဘူးအိမ်ခွင်မှာလည်းဒီကောင်ကခြားတယ်ပေါ့နော်။အဝေးခွင်မှာဆိုရင်လည်းဒီကောင်မစိုးဘူးစော့တာလေးတွေက ကောင်းတယ်ဗောနော်ဒါကျွန်တော်တတိထားမယ်အချက်ဖြစ်ပါတယ်ဒါ raster ကိုကြည့်လိုက်မှဆို raster ကသူတို့နိုင်ခဲ့တာပုံပွဲဗောနော်ပုံပွဲဆိုရင်ပေါ်တော့ nancy ရောဒီလိုအသင်းတွေကိုသူနိုင်ထားတယ်ဗောဗျာ boroni ရောဒီလိုအသင်းတွေကိုသူနိုင်ထားတာတွေ့ရတယ်ဒီပွဲစဉ်မှာဖွင့်ထားတာကတော့ ancient အသင်းနိုင်ကိုပြားခူးစေတေးဘူး၃ဆအဝေးခွင့်အသင်းနိုင်ကိုလည်း၃ဆပေးထားတယ်ဗောနော်ဒီပွဲစဉ်မှာတော့ကျွန်တော် body score yes စိုက်တယ်ဘူပေါင်းအပေါ်စိုက်တယ်ဘောနော body မှာတော့ဒါ ancient အသင်းဖြစ်တဲ့ raster ပဲကျွန်တော်စိုက်ပါတယ် နောက်ထပ်တပွဲကိုရွေးချယ်ရမယ်ဆိုလို့ရှိရင်တော့ဒါကတော့ Netherlands League ကကျွန်တော်ရွေးရွေးချယ်ထားပါတယ် Netherlands League မှာပေါ့နော်ဒါက Netherlands League 2လို့ပြောရမှာပေါ့နော် John Agent နဲ့ DADO တို့ရဲ့ပွဲစဉ်ဖြစ်တယ်ပေါ့နော်ဒါအဝေးဝင် ADO ကတလုံး29ပေါင်းကြီး360ဆိုမှပြေးထားတယ်ဒါအဝေးဝင်အသင်းရဲ့အဆင့်10မှာရှိတယ် Ancient အသင်းအဆင့်16မှာရှိတယ်ပေါ့နော်ဒါဒီနှစ်အသင်းရဲ့ဒါ sort ထားတဲ့ပွဲစဉ်တွေကိုကြည့်လိုက်မယ်ဆို Ancient အသင်းကတော့နည်းနည်းလေးပေါ့နော်တိုက်စစ်ကတော့ဘူးရရထားပါတယ်ဒါပေမဲ့ ့ဝေးခွင့်အတင်းကတိုက်စစ်ကပို့ပြီးမှအေဒီယိုကပို့ကောင်းနေရတယ်တွေ့ရတယ်သူတို့ကနောက်ဆုံးသူတို့နိုင်ထားတာဆိုရင်6ပွဲဆက်သူတို့နိုင်ထားတယ်တွေ့ရတယ်ပေါ့နော်ဒီပွဲဆက်မှာဖွင့်ထားတာတော့ဒါအင်ရှင်အတင်းအနိုင်ကို9ဆက်တေးကို4ဆက်ဝေးခွင့်အတင်းအနိုင်ကို46ပြားပဲပြီးထားတယ်တွေ့ရကျွန်တော်အဝေးခွင့်အတင်းစိုက်တယ်ပြီးရင်ဘူပေါင်းအပေါ်စိုက်ပါတယ်နောက်ထပ်တဲ့ပွဲကတော့အီတလီ CDA က ဆာဆူအိုလိုတို့ပွဲစဉ်ဖြစ်တယ်ဗောနော်နောက်ထပ်တစ်ပွဲကတော့ဘီဂိုနာနဲ့ဆာဆူအိုတို့ရဲ့ပွဲစဉ်ဖြစ်တယ်မြန်မာစံတော်ချင်းတနိုင်း15မှာကစားမဲ့ပွဲစဉ်ပဲဖြစ်ပါတယ်ဒါဘီဂိုနာအထင်းအလေဗယ်29ပေါင်းချင်းနှလုံး40ပေးထားတယ်ဘီဂိုနာကလည်းဒီရာဒီတိတ်ကောင်းနေတာတော့မဟုတ်တော့ဆာဆူအိုလည်းအဲ့လောက်ကြီးကောင်းတာမဟုတ်ဗောနော်ဆာဆူတို့အဆင့်ဆက်နဲ့ဗီရိုနာအဆင့်သက်ခွန်မှာရှိတယ်။ဒီနှစ်တင်းတွေ့ဆုံခဲ့မှုတဲ့ head to head တွေကိုကြည့်လိုက်မယ်ဆိုလို့ရှိရင်တော့ဒါဗီရိုနာ၃ချိန်၃ချိန်တရင်နဲ့၆ချိန်ဆာဆူလိုနိုင်ထားတယ်။ဗီရိုနာအတင်းကတော့အိမ်ဝင်ပွဲစဉ်တွေမှာဆိုရင်တော့အဓိကကတေးခံဆော့ထားတာမျိုးတွေပဲတွေ့နေရတယ်ပေါ့နော်။ ကမနစီစီစီဆော့တယ်ဂျူဝင်တက်ကို11ဆော့တယ်ပေါ့နော်ဆာဆူလိုကတော့အဝေးဝင်ညံ့တဲ့အတင်းထဲမှာပါတယ်ပေါ့နော်ဆာဆူလိုကတော့အဝေးဝင်ညံ့တယ်ဒါပေမဲ့လည်းဒီပွဲစဉ်မှာဖွင့်ထားတဲ့ Wines to Osport ချင်းမှာဆိုရင်ဒါဗီရိုနာအနိုင်ကိုပေါ့နော်၅ဆကွယ်တရီကို၃ဆအဝေးဝင်အတင်းနိုင်ကိုလည်း၅ဆကွယ်နီးပါးပေးထားတယ်ပေါ့နော်ကျွန်တော်တော့ဆာဆူလိုပဲရွေးချယ်ပါတယ်ဆာဆူလိုအတင်းတရီလောက်တော့ခံဆော့မယ်လို့ထင်တယ်ပေါ့နော်ဆာဆူလိုနိုင်ကိုအောက်ကြိုက်တယ်ကျွန်တော်ညီကိုတော့အကောင်းပြန်ကြပါစေချမ်းသာချမ်းသာကြပါစေဗျာ ဘောရုံးဘောရည်လည်းပေါက်ကြပါစေ။ပြပင်းခံပြီးကြည့်ပေးတဲ့အတွက်လည်းချီးကျူးတင်ပါ